ချက်စီသိန်းကိုအပိနေကြရဘရာသားညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါချောင်းပါစီလို့ဥစ္စာပထမနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ဆိုတော့လက်ရှိဒီဗီဒီယိုမှာကျွန်တော်တို့ထုံးစံနိုင်မဲ့ချက်စီသတင်းအကြောင်းအရာလေးဒီဗီဒီယိုမှာတော့သတင်းနှစ်ပုတ်ပေါ့နော်။အဒီလေးမနက်ခင်းအတွက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းလေးကတော့ကျွန်တော်တို့ချက်စီသတင်းစိတ်ဝင်စားနေတဲ့တိုက်စစ်ကစားသမားဖြစ်သူရမဲဂတ်တင်မှာဆိုတော့ဒီကျွန်တော်တို့ Club World Cup ပွဲစဉ်မတိုင်ခင်ဒါ January Transfer Window 10ရက်နေ့ဒီဖွင့်မယ်ဆိုတဲ့အနေထားတရက်မှာကျွန်တော်တို့ဒီကစားသမားခေါ်ယူမှုနဲ့အဆုံးသတ်သွားနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်တယ်။လက်ရှိမှာဒွန်မွန်နဲ့ဂျက်စီသ တင်းတို့ဂျာမာဆက်လက်ပြီးတော့ဆွေးနွေးမှုတွေကိုပြုလုပ်နေစေဖြစ်တယ်။ကစားသမားနဲ့ဂျက်စီတင်းတဲ့ဂျာမာတော့ personal terms ရ agreement ရရှိပြီးဖြစ်တယ်လို့ကျွန်တော်သိရတယ်။ဆိုတော့ရမကတ်တင်းနဲ့ဂျက်စီတင်းဂျာကမနေ့ကတက်တဲ့ report တွေမှာကလေးကိုကအဆင်ပြေတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်တယ်။ဂရင်ကိုယ်တိုင်ကလည်းဂျက်စီတင်းရဲ့ကလန့်ချက်တွေပေါ်မှာအဆင်ပြေတယ်ပေါ့နော်။ဒါပေမဲ့အင်းအခု Chelsea အသင်းကပြီးခဲ့တဲ့နေ့က offer တစ်ခုပေးတယ်။ဒါပေမဲ့ Dortmund ကသူတို့လိုချင်တဲ့ price နဲ့မကိုက်လို့ပယ်ချလိုက်တယ်ဆိုပြီးတော့တက်တဲ့ချိန်ဟိုနောက်ဆုံးရတဲ့သတင်းတွေကတော့ Chelsea အသင်းက အဲနောက်ထပ် proposal တစ်ခုပေါ့နော် new offer တစ်ခုပေးဖို့အတွက်ပြင်ဆင်နေတယ်အဲ့ဒီစာချုပ်တဲ့ကလမ်းမှုမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ဒီ add on bonus တွေပါမယ်လို့သိရတယ်ပြီးတော့ဒီ dotmon ဘက်ကို percentage နဲ့ပြန်ပေးတဲ့အပိုင်းတွေလည်းပါမယ်လို့သိရတယ်လို့ဒါကစားသမားကိုလည်းလောက်ခလာစာတွေတိုးမြင့်ပေးမယ်ဆိုတဲ့အခြေအနေမျိုးတွေပါတယ်ပေါ့နော်ဆိုတော့အဲပထမကလမ်းမှုကအဆင်မပြေတဲ့အချိန်မှာနောက်ထပ်အစ်စ်အစ်စ်ပေါ့နော်ကျွန်တော်တို့ ဟိုကပေါ့ထပ်ထည့်ပြီးတော့ဂျက်စီသင်းကကမ်းလမ်းမယ်လို့သိရပါတယ်ဆိုတော့ဒီတစ်ခေါက်ကမ်းလမ်းမှုကရောတော်မွန်နေလဲလက်ခံသွားနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့လက်ခံဖို့လည်းများတယ်လို့လည်းအခြေအနေနဲ့သိရတယ်ဗောနောအဲဘာလို့ဆိုကျွန်တော်တို့ဒီ add on bonus တွေပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော်မွန်လိုချင်တဲ့အနေထားတစ်ရက်လောက်ဖြစ်သွားမယ်ဆိုတော့အခြေအနေအကြောင်းဖြစ်ပါတယ်ဆိုတော့ဒါက ရမက်ကတ်တွေနဲ့ပတ်သက်တဲ့အခြေအနေပါတစ်ဖက်မှာလည်းကျွန်တော်တို့ AC Milan ရဲ့ကိုယ်သမားဖြစ်တဲ့ Mike Maignan နဲ့ပတ်သက်လို့ရှိရင်လည်းတော်တော်လေးအခြေအနေကောင်းနေပါတယ်အခုနောက်ဆုံးတက်တဲ့ report တွေရဆိုရှင် Mike Maignan က AC Milan ဘက်ကသူ့ရဲ့သဘောထားကိုပြည့်ပြည့်တတ်တာချပြထားတယ်သူဒီ Chelsea တင်းကို ပြောင်းရွှေ့ခြင်းနဲ့အကယ်၍ AC Milan တင်းဘက်က ပေးမထွက်ဘူးဆိုလို့ရှိရင်နောက်ရာသီကျရင် तू ကလုံးဝ free နဲ့ပဲထွက်မှာပြောချင်တာက तू AC Milan နဲ့စာချုပ်တစ်ချုပ်ဆိုတော့မှာမဟုတ်ဘူးလို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဆိုတော့ Chelsea သင်းကလည်းဒီကိုသမားအတွက်ကိုပေါင်12တန်းဝင်းကျင်နဲ့ကမ်းလှမ်းခဲ့တယ်လို့သိရတယ်သို့တော့ AC Milan ဘက်ကတော့ချက်ချင်းဆိုလို့အဲ့ဒီ17.5တန်းပေါ့နော်ဆိုတော့အဲ့ဒီကမ်းလှမ်းချက်ကိုပယ်ချလိုက်ပြီးတော့သူတို့ကတန်း20ဝင်းကျင်လောက်အလိုရှိနေလို့သိရတယ်ဒါပေမဲ့ညီကိုတို့အားလုံးနဲ့ကျွန်တော်ရှေ့မှာတင်ပြခဲ့သလို့ မိုက်မိုင်းညာနဲ့ချက်စီသင်းက personal ထမ်းဖြားလဲ no issue ဖြစ်နေတဲ့အချိန်ဆိုတော့ချက်စီသင်းဘက်ကလည်းအရန်ကြီးမီလန်တောင်းလောက်ပုံစံမျိုးကို ပေးချေလိုတဲ့ဆန္ဒမရှိဘူးဆိုတော့ဂိုးသမားကတော့ချက်စီကိုလုံးဝပြောင်းချင်နေတယ်ချက်စီသင်းကလည်းဒါကိုတီလဲတီတယ်ယုံလဲယုံကြည်တယ်ဂိုးသမားကငါတို့အသင်းကိုပြောင်းလာလိမ့်မယ်ဆိုတော့အပြည့်ဝယုံကြည်နေတယ်မိုက်မိုင်းညာနေနေကလည်းအထူးသဖြင့် Chelsea ရဲ့ management Chelsea ရဲ့သွားနေတဲ့ plan တွေနဲ့ သူ့ရဲ့အသက်အရွယ်ရဒါအပြောင်းလဲလောက်ရမယ့်အချိန်တွေယူဆတဲ့အတွက်ချက်စီတင်းကိုသူကလည်းတော်တော်လေးစိတ်အားထက်သန်စွာနဲ့ပဲပြောင်းရွှေ့ဖို့အတွက်ပြင်ဆင်နေလို့ကျွန်တော်လည်းသိရတာပဲဖြစ်ပါတယ်ဆိုတော့ AC Milan အနေနဲ့ဘာလုပ်မလဲပေါ့နော်ကျွန်တော်ထင်တာတော့အခုချိန်မှာချက်စီရဲ့17သန်းလောက်ပေးတယ်သူကသန်း20ဆိုပြီးတော့တည်င်းကပေါ်ပြရတယ်ဆိုတော့15သန်းပေါ့နော်ပေါင်15သန်းဝင်းကျင်လောက်နဲ့ချက်စီနဲ့အဲ AC Milan တင်းတို့ကြားမှာအဓိဖြစ်သွားနိုင်တယ်လို့ကျွန်တော်တို့ထင်တယ် ဆိုတော့ကျွန်တော်တို့မှာတော့ဂိုးသမားက၄ရောက်လောက်ထိလက်တလုံးမှာအသင်သုံးအနေထားမျိုးမှာရှိနေတယ်ဒါပေမဲ့ချက်စီးင်းကတော့ဝါရင်အတွေ့အကြုံရှိဂိုးသမားတယောက်ကိုထပ်ပြီးခေါ်လိုက်တဲ့အနေထားကပရိသတ်တွေအနေနဲ့ဘလို့မြင်မလဲပေါ့နော်ဆိုတော့လာမယ့်ရာသီမှာဘယ်ဂိုးသမားကိုချက်စီးင်းရဲ့နံပါတ်၁ဂိုးသမားအဖြစ်ဘရာသာတို့တွေလည်းမြင်ချင်ကြလဲဒါလေးကိုအောက်ကကွန်မန့်ဘောက်စ်ထဲမှာဝင်အောင်ဆွေးနွေးပေးသွားကြပါဦးခင်ဗျာချက်စီးသတင်းသီးသန့်ကြည့်ရှုလာစီခြင်းလဲဆိုရင်ကျွန်တော်ရဲ့ CPTV YouTube Channel နဲ့ Line Facebook Page ကို like and subscribe like and follow ပြုလုပ်ထားပြီးတော့ကြည့်ရှုနိုင်ပါပြီအားလုံးပဲ see you next video ပါเนาะ